ဒိုမီနီကန်ပြည်ထောင်စုမြို့တော်ဆန်တိုဒိုမင်ဂိုမှာရှိတဲ့နက်ကလက်တခုရဲ့ခေါင်းမှုပြုတ်ကျမှုကြောင့်လူ68ဦးထက်မနည်းသေဆုံးပြီးလူ150ကျော်ဒဏ်ရာရှိခဲ့တယ်လို့ရရှိတွေကပြောပါတယ်။ထိခိုက်သေဆုံးသူတွေထဲမှာပြည်내အုပ်ချုပ်ရေးမှူးဟောင်း Major League Baseball ကစားသမားဟောင်း Otter Vio Dutte လည်းပါဝင်တယ်လို့သိရပါတယ်။ဂျက်ဆက်နက်ကလက်မှာနာမည်ကြီးအဆိုတော် Ruby PS တီးဆိုဖျော်ပြနေချိန်ဧပြီ8ရက်မနက်စောစောပိုင်းက Night Club ခေါင်းမှုပြုတ်ကျခဲ့တာဖြစ်ပါတယ်။ ဆိုတော့ Ruby ဟာအသက်မသေးပဲအပျက်စီးတွေကြားထဲပြိမိနေခဲ့တယ်လို့ဆိုပါတယ်။အဲဒီ night club ထဲမှာလူရပေါင်းများစွာရှိနေခဲ့ပြီးကယ်ဆယ်ရေးသမား400ကျော်ကအသက်ရှင်ကျန်သူတွေကိုရှာဖွေနေဆဲဖြစ်ပါတယ်။တည်ဆုံးသူရေအတွက်ပုံများလာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေရှိနေပါတယ်။အရေးပေါ်ဆစ်စင်ရေးရာညွှန်ကြားရေးမှူး Homemanuel Mendes ကပြိုကျသွားတဲ့အစာအုပ်အောက်မှာပြိမိနေသူတွေအများကြီးအသက်ရှင်လျက်ရှိနေအောင်မယ်လို့မျှော်လင့်ကြောင်းပြောကြားထားပါတယ်။ Jesse Nightclub ဟာ Santo Domingo မြို့မှာလူကြိုက်များတဲ့ night club ဖြစ်ပြီးတနင်္လာနေ့ညတိုင်းလိုလို့ ီတာဖြတ်ပြပွဲတွေကျင်းပလိမ့်ရှိပါတယ်။နိုင်ငံသမားတွေအားကစားကြော်မော်ရီနဲ့တခြားထင်ရှားကြော်ကြားသူတွေလည်းအဲ့ဒီ necklace ကိုလာရောက်လိမ့်ရှိပါတယ်။တင်ဆောင်သူတွေထဲမှာ Monty Christie ပြည်နယ်အုပ်ချုပ်ရေးမှူး Nelson Cruz လည်းပါဝင်တယ်လို့သမရ Louis Abinada ကပြောပါတယ်။အဲ့ဒီ necklace ပြိုကျမှုဟာမနက်တနေ့ကြော်ကြော်မှဖြစ်ပွားခဲ့တာဖြစ်တယ်လို့ Ruby PSC ရဲ့ T1 ဖွဲ့သားတူကပြောကြားထားပါတယ်။